UD ဘလော့ဂါဝင်းမင်းတန်းရဲ့မစင်မကျင်ပြောဆိုမှုကြောင့်မျက်နှာပြက်ခဲရတဲ့မိုးဟေကိုအင်တာဗျူးတစ်ခုမှာ beauty blogger ဝင်းမင်းတန်းရဲ့မစင်မကျင်ပြောလိုက်တဲ့လောရဲ့လေးတစ်ခုကြောင့်မင်းသမီးမိုးဟေကိုတယောက်မျက်နှာပြက်ခဲရပါတယ်မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာမင်းသမီးမိုးဟေကိုဟာအောင်မြင်မှုတွေရရှိထားတဲ့နာမည်ကြီးထိပ်တန်းမင်းသမီးတယောက်လည်းဖြစ်ပါတယ် ပြီးခဲ့တဲ့ရက်က beauty blogger ဝင်းမင်းတန်းနဲ့အတူဖြေတဲ့အင်တာဗျူးတစ်ခုမှာတော့ဝင်းမင်းတန်းရဲ့အပြောတစ်ခုကြောင့်မိုးဟေကိုတယောက်မျက်နှာပြက်ခဲ့ရပါတယ်။အဆိုပါအင်တာဗျူးမှာဝင်းမင်းတန်းကမိုးဟေကိုလိုနာမည်ကြီးမင်းသမီးတယောက်ဟာသူမနဲ့တတူရွယ်တူဖြစ်ပေမဲ့အဖွားကြီးဖြစ်နေကြောင်းမိုးဟေကိုနုပြိုနေတယ်ဆိုတာကလည်းကိုကိုကိုလှပအောင်အမြဲထိမ့်သိမ့်နေတာကြောင့်လို့ပြောဆိုခဲ့တာပါ။ဒီလိုပြောတာကိုကြည်ုံနဲ့ဝင်းမင်းတန်းတယောက်စကားပြောဆိုရမှာအဆင်သင့်မရှိဘူးဆိုတာကိုဖော်ပြနေတာပဲဖြစ်ပါတယ်။ ဝင်းမင်းတန်းရဲ့အခုလိုဝေဖန်လိုက်တဲ့အချိန်မှာမိုးဟေကိုဟာစိတ်မကောင်းဟန်နဲ့အဆိုပါအင်တာဗျူးမှာမျက်နှာကွက်ခနဲပြတ်သွားတာကိုတွေ့ရပါတယ်။မိုးဟေကိုလိုစိတ်သဘောထားပြေဝပြီးတီးခန့်တက်တဲ့မင်းသမီးမို့သာဘာမှပြန်မပြောပဲဒီတိုင်းနားထောင်ရုံနဲ့ပြီးသွားတာပဲဖြစ်ပါတယ်။